အားလုံးပဲမင်္ဂလာပါရှင်မီလီခွေ channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေဒီပြူလေးမှာထိုးပြမှာကတော့ဒီလိုမျိုးခွင်းရှင်လုံနီလေးကိုလုပ်ပြပါမယ်နော်ခွင်းရှင်လုံနီလေးကနှမျိုးလုံးလို့ရပါတယ်နော်အခုဗီဒီယိုလေးမှာနှမျိုးစလုံးကိုလုပ်ပြပါမယ်ဒါဆိုရင်ခွင်းရှင်လေးစလုပ်ပါမယ်နော်ဒီတော့ခွင်းရှင်လုံတဲ့အခါမှာခွင်းရှင်လုံနီနှမျိုးရှိပါတယ်နှမျိုးတဲ့အခါမှာအရင်ဦးဆုံးတစ်မျိုးကိုအရင်လုပ်ပြပါမယ်နော် ဝေးရှင်းလေလို့ဖို့ဆိုလို့ရှိရင်ဒီမှာလက်သုံးချောင်းကိုဒီလိုမျိုးလေးထားပါမယ်เนาะပြီးရင်ဒီလက်လေးရဲ့အပေါ်မှာကြိုးစာလေးကိုဒီလိုမျိုးလေးထားမယ်ဒီကြိုးစာနားလေးကိုဒီမှာလက်မလေးနဲ့ဖိထားပါမယ်เนาะပြီးရင်ဒီလက်သုံးချောင်းကိုကြိုးလေးနဲ့တပတ်ပတ်မယ်ပေါ့เนาะပတ်တဲ့အခါမှာဒီလိုဒဲကြီးမပတ်ဘူးเนาะမပတ်ဘဲနဲ့ဒီလိုတစောင်းလေးပတ်ပါမယ်ပတ်ပြီးရင်ဒီလက်သုံးချောင်းရဲ့အနောက်ကနေပြီးတော့ကြိုးစာလေးကိုအရှိကိုပြန်ဆွဲယူလာပါမယ်เนาะဒီလိုမျိုးလေးပါ ပြီးရင်ဒီလက်သုံးချောင်းမှာနောက်တစ်ပတ်ထပ်ပတ်ပါမယ်ပတ်တဲ့အခါမှာကုနာတော်ကကျိုးလေးကိုဒီလိုတစောင်းလေးပတ်တယ်ပေါ့နော်အခုကျတော့ဒီဘက်လေးကိုစောင်းပြီးတော့ပြန်ပတ်ပါမယ်ဒီမှာနော်ကြက်ရှိကလေးဖြစ်သွားအောင်ပတ်ပါတယ်ပြီးရင်ကျိုးလေးကိုအနောက်ကနေပြီးတော့အရှိကိုပြန်ဆွဲယူပါမယ်ဆွဲယူပြီးရင်ဒီမှာကျိုးစားလေးကိုနော်လက်နဲ့ဖိထားတဲ့နေရာလေးပါနော်အဲ့နေရာလေးမှာဒီကျိုးလေးကိုဒီမှာလာထပ်ပြီးတော့သူ့ကိုလက်မလေးနဲ့နှစ်ကျိုးလေးပေါင်းပြီးတော့ဖိထားလိုက်ပါမယ် ဒါဆိုရင်ဒီမှာကျိုးလေးကအရှိမားဒီလိုကြက်ချီကန်လေးဖြစ်နေပါရဲ့နော်အနောက်မှာကဒီလိုမျိုးလေးပါပြီးရင်အခုကကွင်းရှင်လေးစားလို့ပါမယ်နော်ကွင်းရှင်လို့တဲ့ခါမှာဒီလက်သေးဘက်ကကျိုးလေးပါနော်ဒီကျိုးလေးအောင်မှာအလေးကိုထည့်ပါမယ်ပြီးရင်ဒီဘက်ကကျိုးလေးကိုအကြိတ်လေးနဲ့ချိန်ပြီးတော့ဆွဲယူလာပါမယ်ပြီးဆိုရင်ဒီမှာเนาะဒီကြိုးလေးရဲ့အောက်လေးထဲမှာအလေးကိုထည့်ပါမယ် ပြီးရင်အခုထည့်လိုက်တဲ့ဒီကျိုးလေးကိုဒီမှာအက်ဂျိတ်လေးနဲ့ချိတ်လိုက်မယ်နော်ချိတ်ပြီးလို့ရှိရင်ဒီဒီကွင်းလေးတဲကနေဆွဲယူလိုက်ပါမယ်ဒါဆိုရင်ကွင်းရှင်လေးရပါတယ်နော်ရပြီဆိုတဲ့အခါကျတော့ဒီဒါလေးကိုလည်းလက်မလေးကိုလည်းဖြုတ်လိုက်လို့ရပြီပြီးရင်ဒီလက်သုံးချောင်းကိုလည်းကွင်းလေးတဲကနေထုတ်လိုက်လို့ရပါတယ်နော် ဒီမှာဝင်းရှင်လေးရပါပြီ။ဒီတွင်လေးကအရန်ကျဲနေတယ်ဆိုလို့ရှိရင်ဒီကျိုးလေးကိုနည်းနည်းလေးဆွဲပြီးတော့တွင်လေးကိုကျင်းအောင်လုပ်လို့ရပါတယ်နော်။ဒီမှာဒီလိုမျိုးလေးပါ။ပြန်လုပ်ပြပါမယ်နော်။ဝင်းရှင်လေးလုပ်ဖို့အတွက်ဒီမှာလက်သုံးချောင်းကိုဒီလိုမျိုးလေးဖြန်ထားပါမယ်။ပြီးရင်ဒီလက်လေးရဲ့အပေါ်မှာကျိုးလေးကိုဒီလိုမျိုးလေးတင်လိုက်ပါမယ်။ပြီးရင်ဒီကျိုးထိတ်နားလေးမှာလက်မလေးနဲ့ဖိထားပါမယ်နော်။ ပြီးရင်ဒီလက်သုံးချောင်းမှာကျိုးလေးကိုပတ်ပါမယ်ပတ်တဲ့အခါမှာဒီလိုဒဲ့ရီမပတ်ဘူးဒီလိုတစောင်းလေးအနောက်ကနေပြီးတော့ရစ်ပြီးပတ်ပါမယ်နော်ပြီးရင်ဒီကျိုးစာလေးကိုကဒီဒါလေးနဲ့ချက်ချေကလေးဖြစ်အောင်လို့ပေါ့နော်ခုနဒီဘက်ကိုပတ်တာဖြစ်တဲ့အကြောင်းမလို့နောက်တစ်ဘက်ပတ်တဲ့အခါမှာဒီဘက်ခြမ်းလေးကို ပြန်ပတ်ပါမယ်ပြီးရင်ပတ်ပြီးရင်ကျိုးစားလေးကိုအနောက်ကနေပြီးတော့အရှိကိုဆွဲယူလာပါမယ်။ပြီးပြီဆိုရင်ဒီမှာကျိုးထိတ်လေးကိုလက်လေးနဲ့ ဖိပြီးမှတ်ထားတဲ့နေရာလေးမှာအခုဒီကြိုးလေးကိုဒီမှာလာထပ်ပြီးတော့လက်မလေးနဲ့ပြန်ဖိပြီးမှတ်ထားပါမယ်။ဒါဆိုရင်ဒီမှာအရှိမကကြိုးလေးကချက်စီကလေးရမယ်နော်အနောက်မှာကဒီလိုမျိုးလေးပါ။ပြီးပြီးဆိုရင်ဒီမှာလက်သက်ဘက်ကဒီကျိုးလေးပါနော်ကျိုးလေးရဲ့အောင်မှာအဲ့လေးကိုထည့်မယ်ပြီးရင်ဒီဘက်ကကျိုးလေးကိုဒီမှာအဲ့ချိန်လေးနဲ့ချိန်ပြီးတော့ဆွဲယူလာပါမယ်ပြီးရင်ဒီလိုမျိုးလေးလုပ်လိုက်ပါမယ်နော် ပြီးပြီးဆိုရင်ဒီမှာဒီကျိုးလေးရဲ့အောက်လေးမှာအလေးကိုထည့်ပါမယ်ပြီးရင်အခုထည့်လိုက်တဲ့ကျိုးလေးကိုဒီမှာအကြိတ်လေးနဲ့ချိန်ထားမယ်เนาะချိန်ပြီးရင်ဒီကွင်းလေးတဲကနေဆွဲယူထုတ်လိုက်ပါမယ်ဒါဆိုရင်ကွင်းရှင်နေရပါရင်เนาะဒီမှာဖိထားတဲ့လက်မလေးကိုလည်းဖြုတ်လို့ရပါပြီဒီလက်သုံးချောင်းလေးကိုလည်းထုတ်လိုက်လို့ရပါရင်เนาะဒီမှာဒီလိုမျိုးလေးရပါမယ် ဂွင်းလေးကကျင်နေလို့ရှိရင်ဒီကြိုးစားလေးကိုနည်းနည်းလေးဆွဲပြီးတော့ဂွင်းလေးကိုကျင်းအောင်လုပ်လို့ရပါတယ်เนาะဒီလိုမျိုးလေးပါဒါကဒီလိုမျိုးလေးရပြီဆိုလို့ရှိရင်ကိုထိုးတဲ့ပတ်တတိုင်းပေါ့နော်ဒီဂွင်းထဲမှာတိုင်လူတွေထိုးသွားပြီးတော့ပြီးပြီဆိုလို့ရှိရင်ဒီဂွင်းလေးကိုကျင်းအောင်လို့ဆွဲလိုက်ရပါပြီเนาะဒါကဂွင်းရှင်းလုံးနေပါဥပမာဒီထဲမှာတိုင်လူလေးထိုးပြပါမယ်เนาะ တိုင်တူကိုဥပမာအနေနဲ့ဆိုတော့တိုင်တူလေး6တိုင်ထိုးပါမယ်ဒါကထိုးတဲ့အခါမှာကိုထိုးတဲ့ပတ်တန်အတိုင်းလေးထိုးသွားပါနော် ဒီမှာเนาะဒီလိုမျိုးလေးခွင်းရှင်ထဲမှာတိုင်လေးတွေထိုးပြီးပြီဆိုရင်ပြီးရင်ဒီကြိုးစာလေးကိုချစ်ချစ်လေးဖိအောင်ဆွဲပြီးတော့ဒီခွင်းလေးကိုပိတ်လိုက်ပါမယ်เนาะဒါဆိုရင်ဒီမှာဒီလိုပုံစံလေးရသွားပါမယ်ဒါကခွင်းရှင်လုံးကြီးတစ်မျိုးပါเนาะပြီးရင်နောက်ထပ်ခွင်းရှင်လုံးကြီးတစ်မျိုးကိုထပ်လုပ်ပြပါမယ်ပြန်ဖြီးတဲ့ခါကျရင်ဒီလိုခွင်းလေးတက်ကနေအလေးကိုထုံးလိုက်မယ်ပေါ့เนาะပြီးရင်ဒီကြိုးလေးကိုဆွဲပြီးတော့ဖြီးလိုက်ရုံပါပဲ ပြီးရင်ခွင်းရှင်လုံးนี่နောက်တစ်မျိုးကိုလို့ပြပါမယ်เนาะခွင်းရှင်နောက်တစ်မျိုးကတော့လွယ်ပါတယ်เนาะအရင်ဦးဆုံးခြေကင်တလူမျိုးပဲခြေကျိုးလေးကိုအရင်ကင်ပါမယ်เนาะမေလေးကင်နေနီးကတော့လက်သန်းနဲ့လက်သွေကြာလေးထဲမှာအခြေကျိုးလေးကိုထည့်ပါရယ်เนาะပြီးရင်ဒီလက်သုံးချောင်းရဲ့အနောက်ကနေပြီးတော့ကျိုးလေးကိုပြန်ရစ်လာပါတယ်ရစ်လာတဲ့ကြိုးလေးကိုဒီလက်စင်နာလေးမှာเนาะလက်ညိုးကလက်စင်နာလေးမှာဒီလိုမျိုးလေးထားပါဗျ။ပြီးရင်ဒီကြိုးလေးကို လက်ခက်လဲနဲ့ လက်မလေးနဲ့ဒီမှာဖြည့်ပြီးတော့ကင်ပါရယ်เนาะဒါကမီလေးကင်နဲ့ချီကင်လေးပါဒါကဘလိုပဲကင်ကင်ရပါရယ်เนาะချီလေးကိုကင်ပြီးပြီဆိုလို့ရှိရင်ဒီမှာเนาะဒီကျိုးလေးရဲ့အောက်မှာလက်ညှိုးလေးကိုဒီလိုမျိုးလေးထည့်လိုက်ပါတယ်ပြီးရင်လက်ညှိုးလေးကိုဒီလိုမျိုးတပတ်ရစ်ပြီးတော့ချီကျိုးလေးကိုဒီမှာเนาะခွင်းလေးဖြစ်အောင်လုပ်လိုက်ပါရယ်เนาะဒီမှာတီ လက်မနာကကျိုးလေးနဲ့အခုကျိုးလေးနဲ့ဒီလိုမျိုးထပ်သွားတယ်ပေါ့နော်ထပ်သွားလို့ရှိရင်ဒီထပ်တဲ့နေရာလေးကိုလက်မလေးနဲ့ဖိထားပါဗျ။ပြီးရင်လက်ညှိုးလေးကိုထုတ်လိုက်ပါတယ်နော်။ပြီးရင်လက်ညှိုးထုတ်လိုက်တဲ့ဒီကွင်းလေးထဲမှာအလေးကိုထည့်ပါဗျ။ပြီးရင်ဒီမှာဒီချီကျိုးလေးကိုအကြိတ်လေးနဲ့ချိန်လာပြီးတော့ဒီမှာဒီကွင်းထဲကနေပြီးတော့ဆွဲယူထုတ်လိုက်ပါဗျ။ပြီးရင်ဖုန်မီတစ်ချက်ထိုးပါတယ်နော်။ ဒါဆိုရင်ကွင်းရှင်နေရပါပြီ။ဒါကမီလေးလုံးနေကြကွင်းရှင်နေပါလောရတာလွယ်ပေါ့နော်။ဒီလိုမျိုးလေးရပါတယ်။ပြီးပြီဆိုရင်ဒီကွင်းထဲကနေပြီးတော့တိုင်တူလေးတွေထိုးပြီးတော့အဝိုင်းလေးတွေထိုးလို့ရပါပြီနော်။ဥပမာတိုင်တူလေး6တိုင်ထိုးပြပါမယ်။ဒီနေတော့လေးငါ 6ပြီးပြီဆိုရင်ဒီမှာကွင်းလှုပ်တော့ကကျိုးလေးကိုကြည့်ကြည့်လေးဖျအောင်ဆွဲလိုက်ပါနော်ဒါဆိုရင်ကွင်းရှင်နဲ့ဒီလိုမျိုးအဝိုင်းလေးထိုးလို့ရပါပြီနော်ဒါကကွင်းရှင်လုံနေနောက်တစ်မျိုးပါဒါလေးကတော့လွယ်ကူပါတယ်ဒါအကကိုကြိုက်တဲ့ပုံစံလေးနဲ့ကွင်းရှင်လေးတွေလုံလို့ရပါရဲ့နော်ဒီဗီဒီယိုလေးကိုကြည့်ပြီးလိုက်ထွေရတာအားလုံးပဲဆင်ပြေကြပါစေရှင် ကြည့်ရှုဝေတက်တက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်